အားသောဝါလာရှင်ညီကောင်မများလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာ။နိုဝင်ဘာလ12ရက်နေ့နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ YouTube Facebook TikTok ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ပထမအုံးလေးနှစ်ပုဒ်ကိုတော့အီတလီဘက်ကပလေယာတအူးကြောင့်ကျွန်တော်စားလိုက်အောင် အီတလီစီးရီးကလပ် AC Milan တင်းရဲ့တက်စစ်တောင်ပံကစားသမားပေါ်တူဂီသားလည်းဖြစ်တဲ့ Rafael Leao နဲ့ပတ်သက်ပြီးလက်ရှိအချိန်မှာအာဆင်နယ်တင်းတောင်ဝင်ရှိသူတွေကခေါ်ယူဖို့အတွက်စာနာရှိတယ်ဆိုပြီးတော့ Cop Site ကဖော်ပြသွားတယ်ကျွန်တော်သတင်းရယူတဲ့ Cop Site ဆိုတာက90ရာခိုင်နှုန်းလောက်တော့ယုံကြည်လို့ရတယ်ဆိုတဲ့သတင်းထားတာတွေမှာပါတယ်ဒါကြောင့်မို့လို့ဒါကိုကျွန်တော်ပထမဆုံးသတင်းအဖြစ်ဖော်ပြပေးတာ ်ရာဖေးလီယိုနဲ့ပတ်သက်ပြီးအာဆင်နယ်တို့မကြာခဏသတင်းထွက်တယ်ဒါပေမဲ့ဒီကစားသမားကအာဆင်နယ်တို့ခေါ်မယ်ဆိုရင်ပရီးမီယံကြီးပေးရမယ်ကစားသမားထဲမှာပါတယ်ဘာကြောင့်လဲဆိုတော့ပြောင်းရွှေ့ကြေးရမ်းမြင့်မှမယ်အသက်ကလည်း26နှစ်ဆိုတော့ကောင်းကောင်းသုံးလို့ရသေးတယ်ဒီအနေထားမှာအာဆင်နယ်အသင်းအနေနဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးဘတ်ဂျက်ဘယ်လောက်ချထားတယ်ဆိုပြီးတော့ခေါ်ဆိုင်ကဖော်ပြသွားတယ်ဒီသတင်းက reality လည်းဖြစ်နိုင်တယ်ကောလာဟလာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်နောက်ဆုံးရသတင်းတွေကိုတစ်ချက်ကြည့်လိုက်ရအောင်အာဆင်နယ်ကဒီကစားသမားနဲ့ပတ်သက်ပြီးတော့ယူရိုတန်းတရာအောက်ပဲတုံးကျင်တယ် ောင်အားဖြစ်ဆိုလို့ရှိရင်85တန်း၊ယူအားဖြစ်ဆိုရင်85တန်းလောက်နဲ့ဆိုရင်ဒီကစားမောင်းကိုခေါ်ဖို့အတွက်တင့်တော်တယ်ဆိုပြီးတော့ဘတ်ဂျက်ချထားတယ်။ဒီနေရာမှာတစ်ဖက်က AC Milan ကကြံခဲ့တဲ့ နွေစည်းကွက်တွေတုန်းကပြောခဲ့တာသူတို့ကစားမတန်150ကျော်တန်နဲ့တန်180တန်နဲ့ဆိုပြီးမကြာခဏသတင်းတွေလွှင့်ခဲ့သေးတယ်။အဲ့ဒီအတွက်တော်တော်များအသိနဲ့ဒီကစားမကိုလိုချင်မဲ့လက်ရှောင်သွားတယ်။ဒါပေမဲ့လက်ရှိချိန်မှာအာဆင်နဲ့အပောင်ရင်တော်တော်များအသိနဲ့ဒီကစားမနဲ့ပတ်သက်ပြီးတော့သဘောကျလာတယ်။ဘာကြောင့်လဲဆိုတော့စာချုပ်ကလည်း2028ပဲကျန်တော့တာ။2028ဆိုတာကလာမယ့်2026နွေစည်းကွက်ဆိုရင်နှစ်နှစ်တောင်တိတ်မကျန်တော့တဲ့စာချုပ်ဖြစ်သွားပြီ။အဲ့ဒီနေရာမှာကစားသမားနဲ့ပတ်သက်ပြီးပြောင်းရွှေ့ခြင်းမြင့်မားနဲ့ရောင်းချင်နေဆိုရင်လာမယ့်တနည်းနှစ်တွင်မှာ AC Milan ရောင်းအောင်ရောင်းအောင်တော့မှာစာချုပ်တက်တန်းတာမတိုးနိုင်ဘူးဆိုရင်ပေါ့လေ။အဲ့တော့အာဆင်နယ်တို့တတ်မှတ် ှတ်ထားတဲ့တန်ကြီးနဲ့အပြောင်းရွှေ့ဖြစ်နိုင်လားဆိုတော့ဖြစ်ဖို့တော့ရာခိုင်နှုန်းနည်းတယ်အနည်းဆုံးတော့သူတို့တန်းတရာလောက်ကတော့သူတို့တောင်းဆိုမှာပဲအကယ်၍များသာအာဆင်နယ်လိုချင်ပါတယ်ဆိုတော့ယူရို 85တန်းလောက်နဲ့ခေါ်နိုင်မဲ့အခြေအနေမျိုးဆိုရင်အခြားသင်းတွေကလည်းဝင်ပြီးလုမှာ။ဘာကြောင့်ဆိုတော့ Rafael Leo ဒီအယောက်မှာ strong ဖြစ်တဲ့ left winger ကစားမှာဒီနေရာမှာ Arsenal ကဘာကြောင့်အဲ့ Bebe Chan တက်စစ်တောင်မှာကစားမိုက်နေလက်ရှိအချိန်ထိသတင်းထွက်နေသေးလဲဆိုတော့ Arsenal သင်းရဲ့ Bebe Chan တက်စစ်တောင်မှာဖြစ်တဲ့ Trossard က Martinelli ကတမျိုးချင်းစီအသင်းအနေနဲ့ upgrade လုပ်မှာဖြစ်ရတော့မှာ။ Trossard ဆိုရင်လည်းလက်ရှိအချိန်ထိအားကိုးရတာမှန်ပေမဲ့ သက်ရွယ်ရလာခဲ့ပြီမာတီနယ်လီဆိုရင်လည်းအကောင်းဆုံးချိန်မရောက်သေးဘူးဆိုပေမဲ့သူ့ရဲ့အနိုင်မြင့်တက်ကြတဲ့အင်ဂျူရီနဲ့အတူတူဒွန်တွဲနေအဲ့အတွက်အာဆင်နယ်က strong လင်းဖြစ်မယ်ပွဲကြီးလည်းများဆော့နိုင်မယ်နောက်ထပ် clash တစ်ခုလည်းမြင့်သွားမယ်တိုက်စစ်တောင်းမယ်ကစားမတူတူသူတို့ရှာဖွေနေတယ်ညာချမ်းမှာစာကာနဲ့မန်တူကီရှိရတဲ့နောက်မှာတော့ဘယ်ချမ်းမှာဒီကစားမနှစ်ဦးပြင်မှာနောက်ထပ်ကဘာအဆင့်ကစားမတူကိုသူတို့ငွေသုံးပြီးခေါ်ဖို့တော့များတယ်အခုအာဆင်နယ်ရဲ့ ဘယ်နေရာမှာလိုအပ်လဲဆိုရင်ယောဂရက်ရောက်ပြီးဖြစ်တဲ့အတွက်တိုက်စစ်တော့သူတို့ဖြစ်အောင်မို့လို့ဘယ်ဘက်ချမ်းတိုက်စစ်တောင်ပန်ကပိဋကတ်တင်မြင်သလိုပဲသူတို့လည်းဖြစ်ဖို့စဉ်းစားလောက်တယ်။နော့ကတ်နေရာတော့သူတို့ဒီယန်နေရာအတွက်တော့အရန်သူတို့ထက်ခေါ်မှာမဟုတ်သေးဘူး။အဲ့တော့အာဆင်နယ်လာမယ့်ဆောင်းစည်းကွက်လာမယ့်ຫນွေစည်းကွက်ကြရင်လူဖြစ်ပြီဆိုရင်တော့ဘယ်ဘက်ချမ်းတိုက်စစ်တောင်ပန်ဖြစ်ဖို့များပါတယ်။ဒီကစားမှတော့တပတ်ကို EU 3300ကျော်ရနေပြီးတော့တစ်နှစ်ကို EU 6.4တန်းရရှိနေရယ် Transfer Market မှာ EU တန်း80ရှိတယ်။အာဆင်နယ်တို့က85တန်းလောက်သုံးနေတယ်ဆိုတော့ Transfer Market တန်ကြီးလောက်ပဲပြီးရလို့ပြောလို့ရပါဘောလေ။ အဲ့တော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဒီယာဒီ၈ပွဲမှာ၆ပွဲပွဲထွက်တာတယ်၅ခုသမီးတစ်လုံးဖိုင်ထားတယ် ဒါဆိုမနစ်ကတရားစီလုံးဆွမ်းဆောင်ယူတစ်ချက်ကြည့်လိုက်မယ်ဆိုရင်မနစ်ကပွဲပေါင်း90မှာ38ပွဲပွဲထပ်တာပြီးတော့12ဂိုးသွင်း17လုံးဖိန်းထားတယ်။ AC Milan အသင်းတွက်268ပွဲကစားထားပြီးတော့85ဂိုးသွင်း63လုံးဖိန်းထားတယ်။အဝါကက်32ကက်နဲ့နှစ်ဝါတိန်တစ်ချိန်ရှိတာပြီးတော့ဂိမ်းမီနစ်ပေါင်း18192မိနစ်ထိကစားထားတယ်။ကျွန်တော်တူးတဲ့ဆန္ဒရဆိုတော့လိုချင်တာရောဗျာ။ပယ်ပချန်တက်စစ်တောင်မှတက်တကယ်ကို strong ဖြစ်ပြီးတော့တိုးအားကောင်းတဲ့ကစားသမားတူးရမှာ။ဒါပေမဲ့ဈေးနှုန်း ပြောင်းရွှေ့ကြီးကတော့ဒီကစားမောက်ကိုကျွန်တော်တန်းတရအထက်လောက်ပြီးမှရမယ့်ပုံစံမျိုးဖြစ်နေတာဖြစ်တဲ့အတွက်ပြီးတော့လည်းအခြားသည့်နဲ့ဘစ်တင်ဝါလောက်ရမယ့်ကိစ္စရှိရဲ့အပြင်စာချုပ်ကလည်း2028ခုနှစ်တိဆိုတော့ဒီကစားမောက်2026နွေ2029ခုနှစ်ကျမှပဲဒီအသင်းကရောင်းမယ်ဆိုတော့ရောင်းလို့ရတာဖြစ်တဲ့အတွက်ရောက်လာနိုင်ကြတော့နေတယ်ဒါပေမဲ့ဒီကိစ္စကိုတော့ကျွန်တော်က50 50အနေထားမျိုးဖြစ်တော့ရှုမြင်ထားတယ်။ဘာကြောင့်ဆိုအန်ဒရီဘာတာတာတကယ်စီးအောင်မယ်ဆိုရင်တော့ပြောင်းရွှေ့ကြီးအရင်ထိုးတက်သွားမယ့်ကိစ္စတော့မဟုတ်ဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်။ ဒုတိယမြောက်သတင်းတစ်ပုဒ်ကကြတော့ဒါအသင်းတွင်သတင်းနှစ်ပုဒ်ကိုကျွန်တော်စူးစီးပြီးဖော်ပြပြီးသွားပါမယ်ပထမသတင်းကတော့ Simon Collins ဖော်ပြထားပါလို့ဗစ်တာယော့ဂရက်ခိုင်ဘက် Martinelli Marti Odegaard တို့ဟာစပားအသင်းနဲ့ကစားမဲ့ London Derby ဒီ23ရက်နေ့ပွဲစဉ်အမိကိုကြက်ခိုင်မှုပြေဝဖို့အတွက်အသင်းဆေးအဖွဲ့တွေကလည်းပြတ်မှတ်ထားနေကြတယ်ဆိုလိုချင်တာဒီကစားမတွေအားလုံး စပါတီနဲ့လန်ဒန်တာယူမှာပြန်ပါလာဖို့များတယ်ဆိုသူကပြောသွားပါလေမန်တူကီကတော့အစိုးကြီးကတတ်တာနေတာဘလောက်တောင်တတ်တာလဲဆိုရင်ဆန်နာလန်အသင်းနဲ့ပွဲစဉ်မှာမန်တူကီကိုထည့်ပြီးသုံးလို့ရတယ်ဒါပေမဲ့ဒန်ယာပို့ပြီးအစင်ပြောင်းပို့ပြီးစိတ်ချရအောင်ဒန်ယာပို့ပြီးကြက်အောင်ဆိုပြီးတော့အာဆင်နယ်ဘက်က risk မျိုးပဲနဲ့အဲ့ဒီပွဲစဉ်မှာမန်တူကီကိုမသုံးခဲ့တာအဲအကြောင်းမို့လာမဲ့စပါတီနဲ့ပွဲစဉ်မှာချန်နယ်ကစားမကြီးလည်းပြန်လာမှာဖြစ်လို့မန်တူကီကလည်းလုံးဝတရားခိုင်တော့ fish နဲ့ပြည့်နေမယ်ဆိုပြီးတော့ report တွေကဖော်ပြသွားပါတယ်ဒီနေရာမှာ football.london ရဲ့ဖော်ပြထားချက်အရအာဆင်နယ်အသင်းကဒီနိုင်ငံတကာ နိုဝင်ဘာ International Break အတွင်းမှာပဲအသင်းမှာ ချစ်ကြည်ပေါ့လေခြေစမ်းပွဲတကားပိတ်ခြေစမ်းပွဲတစ်ပွဲကံမယ်အဓိကယူရချက်ကတော့ဒယားနေပြန်လာတဲ့ကစားသမားတွေကြန့်ခိုက်မှုပြန်ပြီးတိဆောက်ဖို့ပွဲအရှိန်တစ်ခုပြန်ပြီးပေးနိုင်ဖို့အတွက်ဒီပွဲကိုစီစဉ်မယ်လို့ကြားသိရတယ်။အဲ့တော့တကားပိတ်ခြေစမ်းပွဲဖြစ်တာဖြစ်တဲ့အတွက်အပြင်တော့ပေါက်ကြားလာမှာမဟုတ်ဘူး။နောက်ကြောင့်တော့မှ reset တီကျွန်တော်တို့သိရမယ်ပေါ့လေ။အဲ့တော့ Arsenal တင်းနဲ့ဒီ November 12ကနေပြီး November 21အတွင်းမှာတော့ဒီဟာကိုကျင်းပသွားနိုင်ခြေရှိတယ်။ဘာကြောင့်လဲဆိုတော့ November 23မှာ Premier League ပေါ်ဒီပြန်ဆမှာဖြစ်တဲ့အတွက်အဲ့မတိုင်ခင်2ရက်3ရက်အလိုလောက်ထိတော့ကျွန်တော်တို့မှန်းထားလို့ရတယ်။အဲ့ကြောင့်မို့12ကနေ21အတွင်းတရက်ရက် က်မှာတော့တကားပိတ်ခြေစမ်းပွဲကစားသွားတော့မှာပါတတိယမြောက်သတင်းတပုတ်ကတော့အာဆင်နယ်သင်းရဲ့ကစားသမားဟောင်းပြီးတော့အာဆင်နယ်ယူဆက်ရှစ်ကိုကင်တွေပြီးတော့ထွက်ခွာသွားတဲ့နော်ဝစ်ကိုရောက်တဲ့အခုလူတန်ကိုလည်းရောက်သွားခဲ့ပြီဖြစ်တဲ့ဝီရှိုင်းယားတယောက်ကတော့နောက်ဆုံး၄ပွဲဆက်အနိုင်ကံပြီးတော့အကောင်းဆုံးမန်နေဂျာအဖြစ်တက်တည်ပြထားပါတယ်အထူးသဖြင့်သူ့ရဲ့လီဝမ်ပါပေါ့လေလီဝမ်ကလပ်လူတန်တောင်းအသင်းကိုသူကင်တွေခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်တော့စုစုပေါင်း၅ပွဲကင်တွေခဲ့တယ်အဲ့၅ပွဲမှာ၄ပွဲနိုင်တပွဲရှုံးထားတယ် ပလေယာပေါင်း26ရောက်အသုံးပြုထားပြီးတော့တပွဲချင်းပြန်များအမှတ်အားဖြင့်ဆိုရင်နှစ်တသမ40ရာခိုင်နှုန်းထိစုဆောင်းထားနိုင်ခဲ့တဲ့တပွဲကြုံ3မှတ်ဆိုရင်နှစ်မှတ်ခွဲလောက်အထိသူကဆွမ်းဆောင်ပြထားတယ်လို့ပြောလို့ရတယ်။အဲ့တော့သူ့အနေနဲ့ဒီ Northampton ကို1-0နဲ့နိုင်တယ် Brighton U21 ကို3-1နဲ့နိုင်တယ် Forest Green ကိုတော့4-3နဲ့နိုင်ပြီးတော့ဒီ Stockport country ဆိုတဲ့အသင်းကိုတော့သူတို့3-0နဲ့နိုင်တယ်ဒါတော့နောက်ဆုံး၄ဘွဲ့ဆက်အနိုင်ကပ်ပြီးတော့ဝီရှားရတယောက်အဲ့လီဝမ်ကလပ်လူတန်နောက်အသင်းကို championship ကိုပို့ပေးနိုင်မလားကျွန်တော်တို့စိတ်ဝင်စားစားစောင့်ကြည့်သွားမှာပေါ့လေသူ့အနေနဲ့ Arsenal U16 အသင်းကိုစွတ်စွတ်အောင် 60ပွဲပေါင်း60ကင်ထွက်ခဲ့ပြီးတော့28ပွဲအနိုင်73ပွဲတည်16ပွဲရှုံးခဲ့တယ်။ပလီယာပေါင်း63ယောက်အသုံးပြုခဲ့ပြီးတော့တပွဲချင်းပြင်းပြတမတ်ခွဲတိစုဆောင်းထားနိုင်ခဲ့တယ်။အဲ့နောက်ဘက်မှာတော့သူ Norwich အသင်းမှာလက်ထောက်နီးပြလုပ်တယ်။ဒါပေမဲ့သူယာယီ2ပွဲလောက်ကင်ထွက်ခင်းရတယ်။အဲ့2ပွဲမှာတပွဲနိုင်တပွဲတည် တပွဲချင်းပြတ်မြတ်နှစ်မှတ်ထိစုဆောင်းထားနိုင်ခဲ့တယ်။အဲ့ရမှတစ်စစ်ယာဒီကုံတဲ့ခါမှာ Novice ကနေထွက်လာပြီးတော့လူတနောင်းအသင်းရဲ့နီးပြချုပ်ဖြစ်ခန့်အပ်ခံရတယ်။၅ပွဲမှာ၄ပွဲနိုင်တပွဲရှုံးနေနဲ့အကောင်းဆုံးဆက်ဆောင်ပြထားတယ်။ကျွန်တော်လည်းခင်တဲ့လူတနောင်း page ကတော့မှအဲသူတို့ရဲ့ဒီဝီရှိုင်းရရောက်လာတဲ့ခါမှာဘာတွေရနိုင်လဲဆိုတော့ဝီရှိုင်းရရဲ့ဒီအသင်းပေါ်မောင်းနေတဲ့မန်နေဂျာတယောက်ကပရက်ဆင်ပိုင်းနေအဲ့နောက်တစ်ချက်ကဝီရှိုင်းရကအချားမန်နေဂျာထက်ဆောက်လို့ရှိရင် အာဆင်နယ်ရဲ့ကစားသမားဟောင်းအင်မိတ်တစ်ခုလည်းရှိတယ်။တချိန်တော့လည်းအင်္ဂလန်လည်းရွေးစဉ်ဖြစ်ခဲ့တယ်။အဲ့ဒါတွေကြောင့်အသင်းပေါ်ပို့ပြီးတော့ပြောမယ်ဆိုရင်ဒီ marketing ဘိုင်းကဒီနီးပြတယောက်ကဲ့ ရှိန်ဝါကလည်းအတင်းကိုပို့ပြီးအထောက်ကူပြီးသွားစေတယ်နောက်တစ်ချက်ကကစားသမားတွေကိုလွှမ်းမိုးနိုင်တဲ့အပိုင်းလီဝမ်တို့ချန်ပီယံရှစ်တို့ကကစားသမားတွေကိုတော့ဒီနီးပြအသစ်ဆိုရင်လည်းဒီကစားသမားတယောက်ကတမန်ကြောင့်ကြီးကကောင်းကောင်းလွှမ်းမိုးလို့ရတဲ့အပိုင်းပြီးတော့ဝေရှာရအနေနဲ့ယူဆက်ရှစ်မှာတည်းကသူဘာကောင်လဲဆိုတော့တတိပြခဲ့တဲ့နီးပြတယောက်ပေါ့လေအဲ့တော့လူတန်တောင်းတင်းတဲ့သူချန်ပီယံရှစ်ကိုတန်တက်လာမယ်ထင်တယ်ကျွန်တော်တင်းနေချိန်ကျရင်ဝေရှာရကင်တွေနေတဲ့လူတန်တောင်းတင်းပရီးမီးယားလိမှာအာဆင်နယ်အတူတူပွဲတွေပြန်ပြီးတော့ရှင်ပြန်ကစားတော့ကျွန်တော်မြင်ကြပါသေးတယ် ဘောလုံးမွေးရင်းနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရမယ့်ကစားချင်းဆုံတော့ဖိုင်ဘာဖုန်းတညာကို46 46လုံး39 3တိန်တဲ့ဘက်တညာကို9993ခေါင်းလေးရုံမှာဆက်သွယ်ချိဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါဘောလုံးမွေးရင်းနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့အကောင့်ဖွင့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမံလာဆုပ်ဖို့အားလုံးကိုနှွေးထွေးကြိုဆိုပါရစေ။မဆော့တဲ့ရင်တော့ YouTube မှာကျွန်တော်ကိုအားပေးလို့ရပါတယ်။ကဲနောက်ဆုံးတင်တဲ့ပုဒ်ကိုတော့ Christian Mokwe ရာအကြောင်းလေးနဲ့ကျွန်တော်အဆုံးသတ်လိုက်အောင်။ ဘလင်စီယာသင်းစီယာနေပေါင်73နန်းပဲပေးပြီးခေါ်ထားခဲ့ရတဲ့မော်ကွေရာကလက်ရှိချိန်မှာ Transfer Market မှာဈေးကွက်နဲ့ကြီးထိုးတက်သွားပြီအခု Twitter ကဖော်ပြထားတဲ့အရဆိုရင်ပေါင်အဖြစ်ဆိုရင်28တန်း EUR အဖြစ်ဆိုလို့ရှိရင်35တန်းထိဈေးထိုးတက်သွားခဲ့ပြီမော်ကွေရာနဲ့ပတ်သက်ပြီးကျွန်တော်တို့တုံးခဲ့တာကပေါင်73နန်းနဲ့အခုအဲ့ဒီရဲ့နှစ်ဆကျော်ကျော်လို့ပြောလို့ရပေါင်28တန်းထိ transformer ကမှဈေးနှုန်းထိုးတက်သွားခဲ့ပြီ။ဒါကဘာလဲဆိုတော့အလားလာမြင့်တဲ့လူငယ်တယောက်အာဆီနီကိုလာခြင်းတဲ့လူငယ်တယောက်အာဆီနီရဲ့ဒီဇာမားနဲ့ပတ်သက်ပြီးယူယုံကြီးကြီးစာလီဘာဒဏ်ရတဲ့အချိန်မှာပြီးပြီးတုံးခဲ့တာဒီကြောင့်ဒီဇာမားရဲ့ဈေးကွက်တန်းကြီးထိုးတက်လာခဲ့တယ်။အဲကြောင့်မို့ဒီဇာမားကိုခေါ်ယူပေးခဲ့တဲ့အန်ဒရီပါတာနဲ့အာတီတာတို့ရဲ့မှန်ကန်တဲ့ရင်းနှီးမြုပ်နှံမှုတွေကိုကျွန်တော်တို့လက်ခုပ်တီးပြရမယ်။ဟိုးရှေ့တွေမှာတော့ဖေဘီယိုဘီယာလိုမျိုးအဆင်မပြေတဲ့ဇာမားတွေ အဲရှိခဲ့ပေမဲ့အာဆီနီယအခုအချိန်မှာတော့ခေါ်တဲ့ကစားသမား၈ဦးမှ၈ဦးသလုံးကမှန်ကန်တယ်လို့ပြောလို့ရတယ်အားလုံးကအသင်းကိုတနည်းမဟုတ်တနည်းနဲ့အကျိုးပြုနေတယ်နောက်ဆုံးပွဲကစားခွင့်အရန်နှဲပါတယ်ဆိုတော့ပယ်ရိုဟင်ကာဘေးတောင်မှအသင်းကိုတော်တော်လေးအထောက်အကူပြုတာတွေ့ရတယ်အဲ့တော့အာဆီနယ်အသင်းအနေနဲ့တပတ်ကိုပေါင်း9500ပဲဒီချာတေလီနဲ့ပတ်သက်ပြီးပေးထားရတာတနည်းကိုမှပေါင်း2.8တန်းအသက်22နှစ်ရဲ့စပိန်သားကတော့အာဆီနယ်ဦးနဲ့နှစ်ရှည်စာချုပ်ဒါချုပ်သွားတော့မှာပေါ့လေအဲ့တော့ဒီကစားသမားကတော့ ဒီရာသီပြိုင်ပွဲစုံစုစုပေါင်း12ပွဲထိဝင်ဆော်ထားတယ်အဲ့ဒီမှာ9ပွဲပွဲထပ်ထားပြီးတော့ twin go ဖန်တီးမှုမရှိမိပေမဲ့တကယ့်ကို greater performance ပြခဲ့တချို့ပိုင်းလေးမှာလူငယ်ပြပြအမှားလေးရှိရမှတ်ပေမဲ့ရေရှည်မှာဆိုရင်ကျွန်တော်တို့အားကိုးရနိုင်တယ်စပိန်လက်ရွေးစင်ဖြစ်လာနိုင်တဲ့ကစားသမားတဦးဖြစ်တော့ရှိနေပါတယ်မနစ်ကသူ့ရဲ့ဆွမ်းဆောင်ရည်ကိုပြောမယ်ဆိုလို့ရှိရင်ဒီကစားသမားကပြိုင်ပွဲစုံ52ပွဲထိဒါဘလင်စီယာအသင်းတော်ဝင်ပြီးဆော့ထားတယ်။အဲ့ဒီမှာလာလီဂါ38ပွဲတော့မှပွဲထွက်ပြီးကစားခဲ့တာ။တကိုးသွင်းထားတယ်။အဝါကတ်6ကတ်နဲ့စုစုပေါင်း 42ပွဲပြိုင်မဲဆိုမှာ41ပွဲထိပွဲထွက်ကစားထားပါတယ်အဲ့တော့မော်ကွေယာကိုပိုင်ဆိုင်ထားတဲ့ကျွန်တော်အနေနဲ့ဆိုတော့ဂေဘီယယ်မကိုင်းဝီလျံဆာလီဗန်နောက်မှာပယ်ရိုဟင်ဂါဘေးနဲ့မော်ကွေယာလိုမျိုးတကယ့်ကူမှာအလားလာမြင့်တဲ့ quality မြင့် player တွေကိုကောင်းကောင်းမွန်မွန်ရင်းနှီးမြှုပ်နှံထားနိုင်ပါတယ်ကဲအဆုံးထိကြည့်တယ်လည်းအားလုံးကျေးဇူးတင်ပါတယ်နိုင်ငံတကာပွဲရက်တွေဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ညီကိုတွေအားလုံးပြင်းနေမယ်ထင်ပါတယ်ဒါပေမဲ့နောက်ကျရင်တကယ့် pinmap ပွဲစဉ်တောက်လျှောက်လာမှာဖြစ်တဲ့အတွက်အားရပါရအားနာယူကြပါခင်ဗျာ